သီလဆိုတာကိုယ်နဲ့နှုတ်ကိုတန့်ရှင်းအောင်စင်ကြယ်အောင်ဖြူရှင်အောင်ကြိုးစားတာကိုသီလလို့ဆိုတာမဟုတ်လားကိုယ့်ရဲ့ကာယကံကြောင့်တပါသောတတ္တဝါတွေမစင်ရဲစေဖို့ကိုယ့်ရဲ့ဝစီကံအပြောကြောင့်တပါသောတတ္တဝါတွေမစင်ရဲစေဖို့ကာယကံနဲ့ဝစီကံကိုတတ်နိုင်တဲ့မြတ်အပြစ်ကင်းအောင်စောင့်စည်းထိန်းသိမ်းနိုင်ဖို့ဘာခေါ်လဲသီလအဲ့ဒီသီလသည်ဒီခန္ဓာကိုယ်ကြီးကိုအကြောင်းပြုပြီးတော့ဖြစ်တာသူဖြစ်ပြီဆိုရင်တော့အလွန်တန်ဖိုးရှိတာကိုကိုယ်ရရတယ်ပေါ့ ီနေရာမှာဦးဇင်းတို့ပိတ်ပောင်းသူတော်ကောင်းတို့တီလာဆိုတဲ့နေရာမှာမလုတ်တဲ့မလုတ်ထိုက်တာကိုမလုတ်ဖြစ်အောင်ရှောင်ကျင်ရတယ်ဆိုတဲ့တီလာရှိတယ်။ဝါရိတ္တတီလာသောတော်ကပိတ်ပောင်းသူတော်ကောင်းတို့ဆောက်တိလိုက်တဲ့တီလာပေါ့နော်။နောက်ဦးဇင်းတို့နောက်ထပ်တီလာတစ်မျိုးရှိသေးတယ်။အဲ့ဒါကတော့လူတွေကသိပြီးတော့မစင်သားဖြစ်ကြဘူးလို့ထင်တယ်။နောက်ထပ်တီလာတစ်မျိုးရှိသေးတယ်။အဲ့ဒါကဘာလို့ဆိုတော့လုတ်တဲ့လုတ်ထိုက်တဲ့အလုတ်ကိုလုတ်လိုက်မှပြည့်စုံတဲ့တီလာစာရိတ္တတီလာ မိဘကသာသမီပေါ်မှာလိုအပ်မဲ့တာဝန်တွေဝတ္တရားတွေရှိတယ်။သာသမီကမိဘပေါ်မှာပြုရမယ့်အလုပ်တွေတာဝန်တွေဆိုတာရှိတယ်။ဆရာတစ်ပည့်အချင်းချင်းပြုရမယ့်တာဝန်ရှိတယ်။မိတ်ဆွေအချင်းချင်းပြုရမယ့်တာဝန်ရှိတယ်။အဲဒါလိုလှုပ်တဲ့လှုပ်ထိုက်တဲ့အလုပ်တွေကိုမလုပ်ပြန်ဘူးဆိုရင်လည်းဒါသီလတကယ်ရှိတယ်လို့မဆိုနိုင်ဘူး။အဲတော့သီလတကယ်ရှိတယ်ဆိုရင်မလှုပ်တဲ့မလှုပ်ထိုက်တာကိုမလှုပ်မိအောင်စောင့်ထိန်းဖို့လိုတယ်လို့လှုပ်တဲ့လှုပ်ထိုက်တာကိုလည်းလှုပ်ဖြစ်အောင်ကြိုးစားဖို့လိုတယ်။ အဲ့ဒီနှစ်ခုမှာဘယ်ရာကပို့ပြီးတော့အရေးကြီးမယ်ထင်လဲမလုံတဲ့မလုံထိုက်တာကိုမလုံမိအောင်ရှောင်ရဖို့ကပို့ပြီးတော့အရေးကြီးတယ်ဒါကြောင့်အဲ့ဒါကပဲပို့ပြီးတော့တွင်ကျယ်တယ်လို့ဆိုရမယ်ပေါ့နော်သူများတဲ့မတတ်တဲ့မူတတ္တဝတိုင်းတတ္တဝတိုင်းဟာကိုယ့်ရဲ့ရှင်သန်မှုကိုတတ္တဝတိုင်းမြင့်နိုးတယ်ဘယ်သူပဲတတ္တဝမှာမသေးခြင်းဘူးတရားမှကြောက်တယ်အဲ့ဒါလို့သူတော်ဘာရဲ့ရှင်သန်မှုသူတော်ဘာတန်ဖိုးထားတဲ့အရာကိုဖျက်ဆီးမယ်ဆိုရင်ကိုယ့်ရဲ့ရှင်သန်မှုဟာလည်းပဲအကြောင်းတစ်မျိုးမျိုးကြောင့်တစ်ချိန်ချိန်မှာဖျက်ဆီးရလိမ့်မယ် လောကကြီးရဲ့တဘာဝဆိုတာအလွန်တရားတယ်မြတ်တာတယ်တူညီတဲ့အကျိုးပေးကိုရတယ်ဟုတ်လားလောကကြီးမှာလူတွေတတ္တဝါတွေကဘာကိုတန်ဖိုးအထားဆုံးလို့လဲမေးရင်ဒီရှင်တန်မှုကိုတန်ဖိုးထားတာအဲ့ဒီတန်ဖိုးအထားဆုံးဆိုတဲ့ရှင်တန်မှုကို ဖြည့်ဆည်းတယ်ဆိုရင်ဒါအလွန်ဆိုးွားတဲ့အမှုကြီးပေါ့ဟုတ်တယ်မဟုတ်လားသူများရဲ့ရှင်တန်မှုကိုကြတော့ဖြည့်ဆည်းခြင်းနဲ့ကိုယ်ရှင်တန်မှုကိုကြတော့အထီးကိမခံနိုင်ဘူးဆိုရင်ဒီလူဟာစိတ်ကောင်းရှိတဲ့လူလို့ဆိုမလားစိတ်ယုံမှရှိတဲ့လူလို့ဆိုမလား ေးဒါစဉ်းစားတယ်ပေါ့ဆက်ပြီးတော့စဉ်းစားနော်ပိုင်ဆိုင်မှုလူတိုင်းမြင်လို့လေခိုးတယ်ယူတယ်ဆိုရင်ဒါပိုင်ဆိုင်မှုကိုဖျက်ရှိတယ်လူတိုင်းဒီကာမဂုဏ်ကိစ္စဒီအိမ်တော်ရဲ့ကိစ္စပါရခြင်းလေစဉ်းစားကြည့်ပါပေးတဲ့တို့ဉာဏ်ရှိတယ်ဒါကြောင့်မလုတဲ့မလုထိုက်တဲ့အလုတ်ကို မလုမိအောင်ကြိုးစားဖို့ကပိုပြီးတော့အရေးကြီးတယ်လုတ်တဲ့လုတ်ထိုက်တဲ့အလုတ်ကိုပါလုတ်ဖြစ်အောင်ကြိုးစားအောင်မယ်ဆိုရင်တော့ဒါအတိုင်းထက်အလွန်ပေါ့နော်။ဒါကြောင့်ပေးသက်ပေါင်းတော်ကောင်းတို့အဲ့ဒီမြင့်မြတ်တဲ့တေလ တမာတိပညာတို့ရဲ့အကြောင်းတရားဖြစ်တဲ့သီလနိဗ္ဗာန်ချမ်းသာကိုမြန်မြန်ရစေနိုင်တဲ့သီလသူတော်ကောင်းတရားမှန်သမျှတို့ရဲ့တရားဖြစ်တဲ့သီလသီလရဲ့ဂုဏ်ကျေးဇူးကိုပြောရင်တော့ကိုယ်နိုင်ဝယ်ရမရှိဘူးဟုတ်လားသီလတကယ်ရှိမယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာအလွန်မှလူလောကကြီးမှာရဲရဲချင်းချင်းနေနိုင်တယ်နောင်တရစရာဘာမှလည်းမရှိဘူးနော်ဒီကနေ့မှတူတူဝေးသေးစရာအကြောင်းလည်းမရှိဘူးဟုတ်လားပြီးရင်သိပြီးတဲ့နောက်ကောင်းရမျက်ရာကိုလည်းရှောင်းနိုင်တယ် နော်ပိတ်တကြသွားရင်ညှို့ငယ်စရာလည်းမလိုဘူးမကောင်းတဲ့ကြော်သောတန်တွေထွက်စရာအကြောင်းလည်းမရှိဘူးတကယ်တော့မသီလရဲ့ဂုဏ်ကျေးဇူးပြောစရာအများကြီးရှိပါတယ်အဲ့ဒီလောက်ကောင်းတဲ့တကယ်တန်ဖိုးရှိတဲ့သီလဆိုတာဒီခန္ဓာကိုယ်ကြီးကိုပဲအရင်ပြုပြီးတော့ရှားရတာခန္ဓာကိုယ်ကြီးဟာသူကြီးတက်တက်ဆိုရင်တော့တန်ဖိုးတကယ်ရှိတယ်လို့မဆိုနိုင်ဘူးသီလဆိုတဲ့အနှစ်ကိုထည့်နိုင်မယ်ဆိုရင်တော့ဟောအနှစ်နဲ့တွဲသွားတယ် ဟုတ်ရဲ့လားဒါကြောင့်ပြည့်တဲ့ဘောင်းတော်တို့သီလမပါတော့ခန္ဓာသည်အနှစ်ကင်းတယ်ဟုတ်လားသီလပါတဲ့ခန္ဓာသည်သာနဲ့အနှစ်တည်တယ်ဆိုတာကိုနားလည်ပြီးတော့ဒုတိယအတွဲပြောမှဆိုရင်တော့အများကြီးပြောစရာရှိသေးတယ်နော်ဒါပေမဲ့နောက်ထပ်ဦးဇင်းတို့ပြောစရာအရေးကြီးတာကြံနေလို့သီလနဲ့ပတ်သက်ပြီးတော့ဒီလောက်ပဲပြောရမယ်ဟုတ်လား